ကလေးကိုဘယ်ချိန်မှအစားစကြွေးမှလဲကျမရဲ့အသိပညာတွေတိုးတက်လာတဲ့အခါမိဘတွေကတိတ်ပန်နေကြကလေးပြုစုစောင့်ရှောက်မှုကိုအလေးထားလာကြတယ်အထူးသဖြင့်တနစ်အောက်ကလေးငယ်တွေရဲ့အစားတောက်မှာစားပိုမထည့်ရဘူးလို့လူသိများလာကြပါပြီဒါပေမဲ့တချို့အိမ်မှာရှိတဲ့တက်ကြီးရွယ်ဦးတွေကလူဆိုတာစားမစားရင်အားမရှိဘူးကလေးကမတက်ရက်ပြီးလမ်းလျှောက်တင်နေတဲ့အရွယ်စားမစားရင်မဖြစ်ဘူးလို့ပြောကြတာတွေကြားဘူးမှာပါ ီတော့ဘယ်ယူဆကမှန်ကန်တယ်လဲစားကခန္ဓာကိုယ်အတွက်အရေးပါမှု စားဤအဓိကပါဝင်ပစ္စည်းမှာ ဆိုဒီယမ်ဂလိုရိုက်ဖြစ်ပြီးဂလိုရိုရင်းနဲ့ဆိုဒီယမ်တို့သည်လူခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သောသတ္တုဓာတ်များဖြစ်ပါတယ်ဂလိုရိုက်အိုင်းယွန်းဟာအစာချေရည်များမှာအဓိကပါဝင်ပစ္စည်းဖြစ်ပြီးဆိုဒီယမ်ပိုတက်ဆီယမ်တို့နဲ့အတူခန္ဓာကိုယ်အတွင်းမှာရှိတဲ့ရေဓာတ်နဲ့သွေးရဲ့ acid base ကိုထိန်းညှိပေးတယ် ဆိုရီယန်ကတော့ကြွတ်သားနဲ့အာယုံကြောတွေရဲ့တုံ့ပြန်မှုကိုထိမ့်သိမ့်ပေးခြင်းသွေးပောင်ချိန်နဲ့သက်ဆိုင်သောဟော်မုန်းတွေရဲ့ထုတ်လုပ်မှုကိုထိမ့်ချုပ်ပေးခြင်းတို့မှာအဓိကပါဝင်တယ်ဆိုရီယန်ဓာတ်ချုပ်တဲ့လာရင်ကြွတ်သားအားနည်းခြင်းအစာတောက်ပြက်ခြင်းစတဲ့လက္ခဏာတွေပေါ်လာနိုင်တယ်တနစ်အောက်ကလေးတွေကိုဖြစ်ဆွဆာမှာစားမထည့်တဲ့အကြောင်းရင်းကတော့အရင်ဆုံးနားလည်ရမယ့်အရာကအပူစားမထည့်ခြင်းနဲ့စားလုံးဝမစားခြင်းကမတူညီဘူးဆိုတဲ့အချက်ပါ။ တနှစ်အောက်ကလေးငယ်တွေကိုအပိုစားထည့်စရာမလိုပါဘာဖြစ်လို့လဲဆိုရင်မိခင်တို့ဖြစ်စေဖော်မြူလာတို့ဖြစ်စေဆိုဒီယမ်နဲ့ကလိုရိုက်တက်များပါဝင်ပြီးသားဖြစ်လို့ပါကလေးများကို6လမှစပြီးဖြစ်ဆွတ်စာစကြွေးပါတယ်ဖြစ်ဆွတ်စာမှာထည့်ကြွေတဲ့အသားအမျိုးမျိုးတည်တည်ဟင်းဒီဟင်းရွက်စသည့်အစားအစာတွေမှာတဘာဝအတိုင်းဆိုဒီယမ်ဓာတ်ပါဝင်နေပြီးစားရတာမရှိတော့လဲကလေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပါတယ် အပိုစားထည့်လိုက်ရင်တော့ဆိုဒီယမ်ပမာဏလိုအပ်တာထက်ကျော်လွန်သွားလို့ပါ။စားအလွန်အကျွံစားသုံးမှုရဲ့ဆိုးကျိုးများခန္ဓာကိုယ်အတွင်းဆိုဒီယမ်65ရာခိုင်နှုန်းခန့်ကိုကြောက်ကပ်မှတဆင့်ဆုံးထုတ်ပြီး9ရာခိုင်နှုန်းခန့်ကိုချွေးနှစ်မစင်မှတဆင့်ဆုံးထုတ်ကြပါရစေ။ဆိုဒီယမ်အများပြားစားမိပါက ခန္ဓာကိုယ်မှဆုံးထုတ်ရန်ရည်တက်လိုအပ်ပြီးကလေးငယ်များရဲ့ကြောက်ကပ်ဟာဖွံ့ဖြိုးဆဲဖြစ်တဲ့အတွက်ဆိုဒီယမ်ဆွတ်ထုတ်နိုင်စွမ်းအားနည်းပါတယ် စားလော်ဂျုံစားတုံးမကကြောက်ကပ်ကိုဝင်ပြီးစီပြီးခန္ဓာကိုယ်အတွင်းရေတက်စုခြင်းဖောရောင်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်6လအရွယ်ဖြစ်ဆွတ်စားစားတဲ့ကလေးတွေက အရသာတွေကိုမှတ်ထားတတ်တယ်ဒီအရွယ်မှာစားတွေကျွေးမိမဲ့ဆိုရင်ကလေးက နောက်ဆိုစားမပါရင်မစားတော့ဘူးစားရဲ့အရသာကိုဆွဲလန်းလာပြီးအရသာလေးလေးပင်ပင်မရှိရင် မစားတော့ပါဘူး တဖြည်းဖြည်းအကျင့်ပါလာပြီးကြီးလာရင် အငံအစားများပြီးအဝလွန်တာငငယ်လေးနဲ့တွေးတူတာနှလုံးရောဂါတွေဖြစ်တတ်ပါတယ်။ကလေးကငငယ်လေးရှိသေးတာကိုအိမ်က ချက်တဲ့ထမင်းဟင်းမစားဘူး။အပြင်စားပဲစားနေတယ်ဆိုပြီးမိဘတွေပြောနေတာကြားကြမှာပါ။တကယ်တော့အိမ်မှာဖြစ်ဆွတ်စာကျွေးရင်စားမပါပေမဲ့ခုနကပြောသလိုဘစ်စကစ်တွေ ကိတ်တွေကျွေးတဲ့အခါကျတော့ကလေးကဒီရတာကိုမှတ်ထားပြီးအိမ်ကကျွေးတာကိုမစားတော့တာပါ။ကလေးကိုဘယ်ချိန်မှစားစကျွေးမှာလဲ။ လေးတက်တနစ်ကျော်သွားရင် စားစားကျွေးလို့ရပါပြီ။ဒါပေမဲ့ပမာဏကန့်ကွက်ချက်နဲ့ပါ။တရက်ကိုဘယ်လောက်ကျွေးရမလဲဆိုတော့တနစ်ကနေ3နှစ်အရွယ်2ဂရမ်လက်ဖက်ရည်စွန်းတဝက်တာတာ၄နှစ်ကနေ6နှစ်အရွယ်3ဂရမ်လက်ဖက်ရည်စွန်းတဝက်စွန်းစွန်းခု9နှစ်ကနေ10နှစ်အရွယ်5ဂရမ်လက်ဖက်ရည်စွန်းတစွန်း7နှစ်နဲ့အထက်6ဂရမ်လက်ဖက်ရည်စွန်းတစွန်းနဲ့5ပုံတစ်ပုံး ဒါကြောင့်အိမ်မှာဟင်းချက်ရင်လဲစားကိုတတိထားပြီးထဲပါ။ဝက်ထားသောစားများကိုတတိထားပါ။မိဘအများစုသည်စားအလွန်အကျွံကျွေးမိခြင်းရဲ့ဆိုးကျိုးများကိုတည်ထားတော့လဲ။ကလေးစားစားပြုတ်လုတဲ့အခါမှာ စားစားပဲငံပြာရီ၊ငားငံပြာရီနဲ့ဟင်းခတ်အမွေးကြိုင်တွေကိုထည့်ကြပါလေ။တရေစာရီကျွေးကြတဲ့အခါမှာလဲဘီစကစ်အသားချောင်းပင်လေရည်ညိပေါမုံစားတဲ့အစားအစာများတွင်လဲစားပါဝင်နေတာကိုတတိပြုမိဖို့လိုပါတယ်။ မတိလိုက်ပဲစားအလွန်အကျုံစားမိခြင်းကိုကာကွယ်နီတနစ်အောက်ကလေးများကိုအိမ်တွင်ပြုလုပ်သော ဖြည့်ဆွက်စာများကိုကျွေးပါကုန်ကျန်းရွေးချယ်ရမှာလဲစားမပါတဲ့သို့မဟုတ် စားပါဝင်မှုနည်းတဲ့အစားစာများကိုဦးစားပေးရွေးချယ်ပါအသင့်စားအစားစာများဝယ်ယူတဲ့အခါမှာ ပါဝင်ပစ္စည်းကိုတေချာဖတ်ပါ ready made မုံတွေဖြော်ရည်တွေဝယ်ရင်လဲစားပမာဏဒါမှမဟုတ်ဆိုဒီယမ်ပမာဏကိုကြည့်ပြီးမှခလေးကိုကျွေးပါလို့အကြံပြုချင်ပါတယ်